အလုံးမဲမင်္ဂလာပါတုံးဂိမ်းနဲ့ဒါပေမဲ့ LAN နဲ့ EQ Gaming Channel ကနေပြန်လည်ကြိုဆိုလိုက်ပါဒီနေ့အတွက်ကတော့တိုက်ချင်ခိုက်ချင်တိုက်ခိုက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက်တည်တည်ချာချာစဉ်းစားရင်းနဲ့ရန်သူကိုအကွက်ကြကြထိုးနိုင်မယ်ဂိမ်းလေးတုံးဂိမ်းကိုပြပြပေးတော့ပါမယ်ကဲဒါဆိုအခုပဲဗီဒီယိုလေးကိုစလိုက်ပါတော့မယ် Away to Smash ဒီဂိမ်းကတော့ 3D Puzzle Action Strategy Game မျိုးစားဖြစ်ပြီး2023ခုနှစ်ဇူလိုင်လ9ရက်နေ့မှာစတင်ထွက်ရှိခဲ့တဲ့ဂိမ်းပါ View ဟာဦးစားပေးတဲ့ဂိမ်းဖြစ်တဲ့အတွက်ကြောင့်မတိုက်ခိုက်ခင်မှာအရင်ဆုံးစဉ်းစားရမယ့်အပိုင်းတွေအများကြီးပါ Character တွေအနေနဲ့ကတော့အများကြီးမပါပါဘူးမြေကောင်းနေပေးထားတယ်ဆိုရင်တော့အတော်လေးဆော့လို့ကောင်းပါတစ်ဆင့်မီတစ်ဆင့်ဆော့သွားရင်ပုံမှန်မဟုတ်ပဲပူကျန်းတဲ့ကောင်တွေနဲ့တဖြည်းဖြည်းတွေ့လာမှာဖြစ်ပါ Level တက်လာတဲ့အများပြောင်းလဲသွားမဲ့ Background Color တွေပိုပြီးကျန်းလာတဲ့ Enemy တွေဒါတွေကြောင့်မဲဆော့တဲ့ Player ကိုမယိုးစေတာနောက်တစ်ချက်အနေနဲ့မှားလို့မရမှားတာနဲ့တွားမှာပဲဖြစ်ပါတွေးအေးနဲ့အကွက်ကြကြလုံးဝမဲ့ ုံစံမျိုးပဲဖြစ်ပါဒါကြောင့်မို့လို့အမားမပါပဲနဲ့ပွဲစဉ်တိုင်းလိုလိုဂယုတစ်ဆိုင်နဲ့ကစားသွားရမှာပါခမရစိတ်ရှည်လက်ရှည်နဲ့အရာရာကိုစနစ်တကျရှိတဲ့သူဆိုလို့ရှိရင်တေချာပေါက်ဒီဂိမ်းကိုဒေါင်းပြီးတော့စော့ကြည့်ဖို့အတွက်ကျွန်တော်တို့ recommend ပေးပါတယ်ဖိုင်ဆိုင်အနေနဲ့တော့ 84MB ဒါရှိမှဖြစ်ပြီးတော့ Android နဲ့ iOS နှစ်မျိုးစလုံးကစားလို့ရပါတယ် နောက်တစ်ကိန်းကတော့ Glory Samurai ဂိမ်းကတော့ Action Adventure Fighting Game မျိုးစားဖြစ်ပြီးတော့ September 10ရက်နေ့2018ဝန်းကျင်မှာပထမဦးဆုံးထွက်ရှိခဲ့တဲ့ဂိမ်းပါဒီဂိမ်းရဲ့ထူးခြားတဲ့တစ်ချက်ကစောနေတဲ့အခိုက်အတန့်အတွင်းမှာခမရအောင် Samurai တရားအဖြစ်နဲ့ခံစားစရာမှာတွေ့ကြပါတယ် Slow motion ဖြစ်သွားတာတွေတွေးနေလာတဲ့အခါ Brightness ကျသွားတာတွေကတော်တော် Mic Graphic နဲ့ Gameplay ကပြောစရာမလိုပဲ Control ကလည်းကျွတ်တယ် Fine size အနေနဲ့ကတော့ 96MB သာရှိမှာဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးစလုံးကစားလို့ရပါတယ်နောက်ဆုံးဂိမ်းကတော့ Slash Shots War Action Adventure Fighting Game မျိုးစားဖြစ်ပြီး September 10ရက်နေ့2018 ခုမှထွက်ရှိခဲ့ပါတက်ကွင်းထဲမှာပြိုင်ဘက်ရန်သူနဲ့ 1%1 level skill တွေတက်လာတာနဲ့အမြ 2%1 3%1 နောက်ဆုံး၄ယောက်တယောက်ထိပါစော်သွားရမှာပါ game mode တွေနေနေလဲ easy နဲ့ hard ဆိုပြီးနှမျိုးပါရှိမှာဖြစ်ပါစာပိုင်းမှာတော့လွယ်တယ်လို့ထင်ရပေမယ့်နောက်ပိုင်းလွယ်သလားခက်သလားဆိုတာတော့ကိုယ်တိုင်သာစော့ကြည့်လိုက်ပါ file size အနေနဲ့ရတော့ 64MB ဒါရှိမှဖြစ်ပြီး Android နဲ့ iOS နှစ်မျိုးစလုံးကစားလို့ရမှာဖြစ်ပါနောက်ထပ် gain အစ်စ်တွေသိကျင်နေဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပြီးပါကိုသိကျင်တဲ့ gain တွေကိုလည်း video ရဲ့ comment အောက်မှာမှန်းသွားလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ် video တွေကြမ်းမှပြန်တွေ့ပါမယ်အားလုံးပဲကောင်းသောနေ့တွေကိုပိုင်ဆိုင်နိုင်ကြပါစေ thank you